မင်္ဂလာပါရှင်။ဆ ्याम ကြီးခင်းနေယူရေးသားထားတယ်။ယောက်ျားတို့အကြောင်းဆိုတဲ့စာအုပ်ရဲ့အပိုင်း၃ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ယောက်ျားတို့အကြောင်းအမှတ်လေးကလောမရန်ကုန်တို့ယထာထွက်ချင်းသည်စောလွန်လာသည်ယထာတွေ့တဲ့တွင်မိယောင်မှာဟူတိုဝါဒတာလင်းနေ၍တယောက်မျက်နာကိုတယောက်တဲကွဲစွာမမြင်ရပါဘူး။ သို့တော်ထိုနေ့ကကျမတို့တွေတွင်ဘိုးကြီးလင်များတစုံတွင်ခလေးငယ်တယောက်နှင့်မိန်းကလေးတယောက်ပါလာမည်ဟုကျမကြိုတင်သိရှိပြီးဖြစ်သည်ကျမတို့ဇနီးမောင်နှံနှစ်ယောက်နှင့်ပေါင်းပါမှအလုံးလူ6ယောက်ထဲရှိမည်ဖြစ်၍ခြောင်ချိစွာသွားနိုင်မည်သည်ရန်ကုန်မှကျမတို့ကိုလာခေါ်သောရဲဘော်တပ်ဖေမှတတိယရန်တွင်စီးနင်းလိုက်ပါလာ၏ကျမစိတ်ထဲတွင် ယခုတခါရန်ကုန်သို့ဆင်းလာရခြင်းကိုစိတ်ပျော်လက်ပျော်မရှိပေပစ္စည်းများနေရာချပြီးကျမတို့ဘက်ကုရှင်တောင်တွင်ကျမတယောက်ထင်းကိုွေရွေလိုက်ပါလာ၏ကလောမထွက်စာကရာသီဥတုကလည်းအေးများသည်အပြင်တွင်မိုးကလည်းဆူဆူ၍မှောင်နေသောကြောင့်ဘာကူးများမမြင်ရပေတဖက်ကူရှင်တွင်ဘုံကြီးကတော်နှင့်စကားပြောတတ်စာခလီငယ်အဖော်မင်းကလေးတို့သည် စကားပြောလိုက်လာ၏သူတို့ဤရုပ်ရည်ဝတ်စားဟန်များကို ကျမတဲကြွဲစွာမမြင်ရသေးပေကျမအတွင်းနှင့်ကျမလိုက်လာတော့ကြောင့်ခရုမပြုမိခြင်းဖြစ်ပေသည်ကျမတွေးလာသူမှာဥလီဥအောင်မြင်ဖြစ်လေသည် သူနှင့်ကျမတွေးမဆက်တော့လဲသူ့ကိုကျမတို့ညီမကဥလီဟုခေါ်၏တွေးရင်သားရင်ဥလီကဲ့သို့ပင် ကျမတို့ကို ဦးလေးသည်အစဉ်ဆောင်ရှောက်၏လူတစ်ယောက်တွင် အရေးကြီးဆုံးအချိန်မှာနှာရေးဖြစ်၏ကျမသည်ဘဲဘဝကဖားစုတောင်းခင်မှန်းမသိပေကျမတို့မိသားစုထဲတွင်တယောက်ယောက်ဆုံးတိုင်းကျမလက်ပေါ်တွင်အသက်ပြောက်၍ကျမကိုယ်တိုင်တကြိုခဲ့ရသည်ကအများ၏အကူဝမ်းခွဲအိမ်သို့သွားရောက်လေပတ်စဉ်တစ်ချိန်ကပင်အံ့ဩဖွယ်အဖြစ်တစ်ခုဖြစ်ခဲ့ရသည် အကိုဤဖခင်မှာတအိမ်နေသည်ထိုနေ့ကဝါစုဦးဖြစ်၍အကိုကြီးကသူ့အိမ်သို့ဖခင်ကိုခေါ်ကာထမင်းကြွေကြော်ပြီးတရားဆွေးနွေသည်ပြီးလျင်ကျမနှင့်ခဏထားခဲ့ပြီးအပြင်ရှိဧည့်သည်များနှင့်စကားပြောနေ၏ဖာကြီးမှာဘလို့ဖြစ်လာသည်မသိကျမအားသူ့ရင်ကိုဖိပေးပါဆို၍ဖိလိုက်သည့်ခဏတွင်ပင်အသက်ပြောက်သွားတော်သည် ကျမသည်ထိုကဲ့သို့အနှိတ်ထာယုံအဖြစ်ပြက်များကိုခဏခဏကြုံရပါ၏ကြုံခဲ့တိုင်းလေအနာတွင် အဖို့မရှိတကူတည်းကြုံတက်လေသည်အမအကြီးဆုံးစဉ်ကလည်းကျမတို့တွင်ဆွေမျိုးအင်အားတောင့်တင်၏တခုခုဖြစ်လာလျင်တယ်လီဖုန်းဆက်ရန်ဆွေမျိုးတိုင်းကမှားထား၏သို့သောမမစာမောသည့်အချိန်မှစ၍စီးယုံရေခဲတိုက်သို့တွင်ချိန်ထီး ဖဲတယ်လီဖုန်းမှာဆက်၍မရအလုံးပြတ်နေ၏ထိုချိန်တွင်ဦးလေးသည်ဖဲကားပေါလာသည်မသိအင်မတန်အားငယ်သောတယောက်ထဲသောကျမအပါတွင်သူသည်ဆောင်၍အားပေး၏နောက်ဆုံးမြေချသည့်အထိဦးလေးသည် အစမှဆုံးဆောင်ရွက်ပေးသည်မိမိစေးယုံတက်စဉ်ဖေဖေအကြီးကျယ်ခွဲစိတ်ကုသခံရစဉ်မကြီးယုံလေပင်ခွဲရစဉ်အခါများသည်လည်း ကျမတို့တင့်ရေးရှင်ရင်တင့်မင်းနေအပြိုင်အင်အားလူ၍အသက်များကိုရယူရခြင်းတွင်လဲဦးလေးသည်ကျမအပါတွင်အမြဲရှိခဲ့၏သူဤချုပ်ပြုံးသောမျက်နှာအေးဆေးသောဟန်များနှင့်ကျမအားအားပေးကာကူညီခဲ့သည်မကြီးမုံရင်အားမငယ်နဲ့နော် ဟောဒီသွေးတပလင်းကုံသွားရင်မကြီးယုံဟာစိတ်ချရပါပြီကျမသည်ထိုစဉ်ကအသက်မြပင်မရှူနိုင် အထွေးဆုံးဖြစ်သောညမလေးအသက်မှပြန်ရှင်ပါအောင်မည်လို့ဟူသောအတွေးနှင့်မျက်တောင်မခန့်ဆ ảy ၍ကြည်နေမိ၏။ဦးလေးကကျမ၏စိတ်ချောက်ချားရဆုံးသောအချိန်များတိုင်းတွင်အားကိုးရာမိခိုးရာဖြစ်ခဲ့၏။နောက်ခါသောဦးလေးကိုမြင်ရတိုင်းမြင်ရတိုင်းကျမစိတ်နှလုံးအေးမြသွား၏။သူသည်အယက်မြင့်၍ရင်အုပ်ကျဲ့၏။ငယ်စဉ်ကပထမကဘာစစ်တွင် စစ်မှုထမ်းအောင်ဖြစ်ခဲ့၍လှပတောက်တင်းသောကုခန္ဓာကိုပိုင်ခဲ့သောလူငယ်တယောက်ဖြစ်ခဲ့သည်။ယခုတော့ဥလေးသပင်များသည် ဖြူလာခဲ့၍ကျယ်ပြန့်သောရင်အုပ်ကြီးများသည်လည်းအသားဆိုင်များလျော့ပါလာခဲ့သည်။ထို့သောသူ့မျက်နှာပြုံးချိုချိုမှမူယခုတည်းဟန်မပြတ်သေးပေ။အသက်50ကျော်တော်လဲအိမ်တောင်မပြူသေးပေ။ကျမတယောက်ထဲသာမဟုတ် အကူညီကိုလို၍တစုံတစ်ယောက်ကတွားရောက်တောင်းခံတိုင်းဦးလေးသည်ပြုံးရွှင်စွာနှင့်တက်နိုင်သလားကူညီခဲ့သည်ကများလေသည်တခါကခလေးတယောက်ကိုဆေးကုပေးရင်မှတည်သွားသောကြောင့်သူအားလုံးမြေမြုပ်သည်ထိစရိတ်ခံလိုက်၏ထို့သောယခုဦးလေးကမရှိတော့ဦးလေးဆုံးချောင်းကြရသောနေ့ကကျမသည်ဆက်ဆက်ခါသွား၏အားကိုရမဲတော်သလိုပင်ဖြစ်သွားတော်သည် ချစ်၍လဲငုံမိသည်အားကိုးရမဲ့၍လဲငုံမိတော်သည်ကိုကချက်ချင်းလိုပင်တို့များဥလေးကိုတကြိုထိုက်တယ်သူဟာတို့အတွက်ဆိုသွေးမဆက်တဲ့အဖေးပဲကဲပစ္စည်းတွေပြင် ဟုပြော၏ကျမတို့သည်လဲချက်ချင်းပင်ရန်ကုန်သို့ထွက်လာခဲ့ခြင်းဖြစ်သည်တခြားနီးစပ်သောဆွေမျိုးများသည် ကျမမျက်မှောက်တွင်ပင်အသက်ကုန်ဆုံးတက်ကြပါလျက်နှင့် ကျမဘဝတွင်အလွန်အားထားရသောဦးလေးသည်ကျမမျက်ကွယ်တွင်အသက်စွန့်လွတ်သွားရှာ၏သူ၏နောက်ဆုံးချိန်ကိုကျမမတွေ့လိုက်ရခြင်းတွင်ကျမယူကျုံမရဖြစ်နေမိသည်မိယထာအပြင်သည်လင်းစာပြူလာ၍ကြောက်တောင်ကုန်းလေးများနှင့်စိန်ချေပန်းများခဲရောင်မော်လမြိုင်ပန်းကလေးများကို မြင်လာရလေသည်ရခင်ကဤတောင်ကုန်းတောင်တန်းများကိုဝေဝိုက်ခါမိယထာနှင့်ဆင်းလာရတိုင်း ပန်းချုံကလေးများကိုကြည်ကပျော်ရွှင်လာမိသည်။ရန်ကုန်ရောက်လျင်ဟူသောအတွေ့ကလည်းစိတ်ကိုမြူးကြွ၍လာစေလေသည်။ယခုတော့ကျမစိတ်များသည်ပန်းလေးများအလှကိုပင်စိတ်မဝင်စားတော့ပေ။ညုံမောင်သောတောင်တန်းကြီးများသည် ကျမ၏နွမ်းသေးစိတ်ကို ပို၍ညှို့ကြအောင်ဖန်တီးနေတော့သည်။မောင်ရီဟော်ရီကဘိုးကြီးမင်းမောင်နဲ့ဟော်ရာကဘိုးကြီးကတော့ကိုသည် မိရထားတွဲတဲ့အလင်းရောင်ဝင်လာ၍တဦးနဲ့တဦးတဲကွဲစွာမြင်ရပြီးဖြစ်၍မိတ်ဆက်ပင်ဟန်ရှိ၏ကျမလည်းယခုမှပင်ကျမတယောက်တည်းအတွေးကြွယ်နေသော အဖြစ်ကိုရက်လာရသည်မုံမလင်းကင်ကအတူတရွဲတဲ့ယထာစီလာပါလျက်အင်္ဂလန်ပြည်သားကြီးများလိုနှုတ်ဆက်နေမိသောကျမဖြစ်တော့ကျမအားနာသွား၏ဘူကြီးကတော်ကိုရောဘူကြီးကိုပါပြုံးပြ၍ကျမနှုတ်ဆက်နေမိချောင်းကိုလည်းတောင်းပန်လာရ၏ ဘူကြီးမင်းမောင်သည်အယက်မြင့်၍အလုံးဖန်တောင့်တင်းသည် သူမျက်နာသည်ရွှင်၍တောက်ပါသည်ထူထူခြားခြားမျက်လုံးကတောက်ပါသည်နှာရန်ပေါ်သည်နှစ်ဖူးကျဲသည်ဟူ၍တီးကြတော့ဖော်ပြ၍မရပေသို့သောအာလုံးသောမျက်နာပေါ်ရှိဤမျက်လုံးမျက်ခုံးနှာရန်များနှင့်မေးယိုကြပုံများမှာနှစ်လိုပွဲရှိသော လူတစ်ယောက်ဖြစ်ကြောင်းပုံပေါ်နေကြ၏ ဘူကြီးကတော်ကမူနုရွေပြော့တော့အတွင်ရှိသည်ကော့ရော့ရော့ဖြစ်နေသောသပင်မှာနှစ်ဖူးပေါ်တွင်တဝက်ကြနေလေသည်ကြံတဝက်မှာမူညာဘက်ဦးထိတ်တွင်မြင့်၍တက်သွားသည်သပင်အလှကိုကောင်းမွန်စွာတထားပုံရလေသည်သေးတွယ်သောမျက်နှာလေးပေါ်တွင် သူ့မျက်လုံးလေးများသည်ဝိုင်းဆက်စွာရှိနေကြတော်လဲမျက်လုံးအရောင်ကမူထူးထူးခြားခြားတောက်ပခြင်းမရှိပေသို့သော ကော့သောမျက်တောင်နှင့်ကွင်းညွတ်သောမျက်ခုံးများကသူ့မျက်လုံးပုံကိုပို၍လှအောင်လှုပ်ပေးနေလေသည်။နှာရက်မှာသေး၍ပေါ်သည်။အပေါ်မှဝှက်ထားသောဆွေတာမှထုနေ၍ဘူကြီးကတော်ဤရင်သားအလှကိုမမမြင်ရပေ။ထို့သောသူတို့နှစ်ယောက်သည်ဘူကြီးမင်းမောင်ကကြမ်းခိုင်တောင့်တင်းသောယောက်ျားအလှကိုပိုင်သလိုဘူကြီးကတော်ကနှုတ်ပြော၍သေးသောအယုတ်ကလေးလိုလှသူဖြစ်၏။ သူတို့သားဖာ၃ယောက်တွင်ကျမတို့၂ယောက်ဤစိတ်ကိုအလှူရှားနိုင်ဆုံးမှာခလေးထိန်မင်းကလေးဤလက်ပေါ်ရှိခလေးငယ်ဖြစ်ပေသည်ခလေးကိုမြင်စားကယောက်ျားလားမိန်းမလားဟုကျမမဝေခွဲတတ်ပြီးသူဖခင်ဤမျက်နာအတွင်ပြင်ရောဟန့်အမူအရာကိုပါသူရထားသူလေးဖြစ်၏နောက်မှပင် မင်းကလေးမှန်သိရ၏သူသည်စကားပြောတတ်ခါစားပင်ရှိသေး၏ထို့သောစကားတစ်လုံးမှမပြောပင် ကျမတို့နှစ်ယောက်ကိုချိန်နေတော့ဟန်ကလေးကပင်သူ့အားခေါ်ယူချိပွေစီလိုကြောင်းသူသည်လည်းကျမတို့နှင့်အတူစကားပြောလိုကြောင်းပြောနေဟန်ရှိ၏၁၀မိနစ်လောက်ကြာတွင်ကိုသည်မနေနိုင်တော့ပင်သူ့ကိုဆွဲယူပွေချီလာရ၏သူသည်ပျော်ရွှင်စွာကျမတို့ကုရှင်မော်သို့ရောက်လာသည်သူ့လက်ထဲမှငွေလက်ကောက်လေးအချောင်းကိုလည်းမပီကလာပီကလာပြောပြ၏တခါတည်း ပြတင်းမောင်ကိုကင်ငါထ၍ခုံ၏သူစိတ်အလွန်ချမ်းမြေပျော်ရွှင်နေပုံပေါ်လေသည်တရင်စာကိုဖတ်ရင်းမှာစကားပြောနေသောဘူကြီးနှင့်ကိုမတခါတရံသူတို့စကားနှင့်သူတို့စိတ်ဝင်စားလာခြင်းတွင်ခလေးငယ်သည် ကိုဤပေါင်ပေါ်မှသွားထိုင်လိုက်ပြီးသူ့ရင်ဘတ်ကိုသူပုတ်၍ကို့မေးစီလေးကိုကင်ငါပြော၏ဒီကိုလဲကြည့်ပါဦးကျမတို့မှာ ကလေးစကားပြောနေဟန်ကိုကြည်ကရေရတော်သည်သူ့ဖောက်ငယ်မော်ရင်ကိုကတိတ်ဆိတ်ဝင်စား၍သူ့ကိုတတိမိနေသည်ကိုကြိုင်ဟန်မတူဟာဟုတ်ပါရဲ့လူကြီးလူကောင်းကိုစကားမပြောမိဘူးဟုဆို၍ကိုကပွေ့ချီလိုက်သောအခါတွင်မူကလေးသည်ဟဟပပရီမော်တော်သည်ကျမသည်လည်းကလေးနှင့်အလုရှုံနေ၍ဦးလေးအကြောင်းကိုစက်မတွေ့အားပင်ဘိုးကြီးကတော်မှမူ တိုင်းရင်မေစာအုပ်ကိုဖတ်ခါ သူနေမြဲနေရရင်မင်းထိုင်၍လိုက်ပါလာ၏ယထာသည် တောင်တန်းတောင်ငုံများကိုဖြတ်ကျော်၍မြေပြန့်သို့စင်းစားပြူလာသည်ဟောဒီချိန်တမိလေးစားတော့မင်းဘူကြီးမင်းမောင်သည်လက်ထဲမှတရင်စာကိုချကားနေရာမှထလိုက်၏ခေါင်းမော်ရှိစင်မော်မှချင်းနောက်တစ်ခုကိုဆွဲချ၍စလုံးငယ်တစ်ခုကိုယူလိုက်၏ခလေးမလေးကို စေးရန်ဇလုံငယ်တစ်ခုကိုပေးလိုက်သည်ပြီးလျင်ဇလုံထဲသို့အသင့်ယူလာသောခြိုင်ထဲမှထမင်းကိုထည့်လိုက်၏စားနှဲငယ်ဖြူ၍ပစုံအသားများနှင့်ရောနေလိုက်၏ကဲလာလာသမီးလေးခလေးကိုကိုယ့်လက်ပေါ်မှလှမ်းယူကထမင်းစာကြွေတော်သည်ခလေးထိတ်မင်းကလေးမှထမင်းလုံးများမဖိတ်စေရန်စောင့်ပေးသည်ကလွဲ၍ဘာမှမလုပ်ပေး ခလေးကမစားကျင်တယ်လို့လို့ကြီးများသည့်အခါဘိုးကြီးမင်းမောင်ကကိုယ်တိုင်စားပြလာရင်"음ကောင်းလိုက်တာကွယ်ပစုံအနစ်လေး"တမီးက"ဒါမှစားကျင်တာကို"သူသည်ခြိုက်နေမှပစုံအနစ်များကိုထပ်ထည့်ပြန်ကခလေးစားကျင်အောင်ဇွန်းလေးနဲ့မှွေလိုက်ပြန်၏ကျမကဝမ်းထဲမှပြုံးမိ၏ခလေးထမင်းကျွေးနေသောဘိုးကြီးကိုကြည့်ကသဘောကျနေမိသည်ထမင်းစားပြီလျင် ခလေးမလေးကဇလုံကိုတင်းသွား၏ခလေးပဇက်နှင့်လက်များကိုတန့်သွားအောင်ဘူကြီးကလှုပ်ပေး၏ထမင်းစားပြီးလျင်မတ်ရွှေချောလေးသည်ကျမတို့လက်ထဲသို့ပြန်ရောက်လာပြန်သည်ရာသီဥရုသည်ပူနွေးလာ၏တာစီဘူတာတို့မိရထားလဲဆိုင်လာသည်ကျမတို့လူစုသည်မန္တလေးမှဆုံလာသောမိရထားတွေကိုပြောင်းစီရမည်ဖြစ်သည်ကျမတို့မှာ နှစ်ယောက်ထဲခစ်တာလာသည်မို့အိယာလေးတစ်ခုလက်ဆွဲအိတ်တစ်လုံးသာပါသည်ကျမတို့မန္တလေးမိရထားရဲပေါ်တော့ချက်ချင်းပင်ရောက်လာ၏ဘူကြီးမင်းမောင်ကတော်လေးလိုက်ပါလာကသူတို့ဘက်ကုရှင်မော်တွင်ထိုင်လိုက်၏ခလေးကို ခလေးမလေးကခြီလာသည်ဘူကြီးမင်းမောင်သည်အိမ်မှာပြောင်းလာသည်မို့ပစ္စည်းကများသည် ရထားဆိုင်ချင်းကလည်းတိတ်မကြပင်ထင်းရှူပုံအကြီးအငယ် တောင်းချင်းတောင်းအဲ့ရလေးဆောင် မျိုးကိုစုံနေတော့ပေသည်သူ့ရဲဘော်ရောကုလီပါမကသူကိုယ်တိုင်တစ်ခုပြီးတစ်ခုတည်တင်လာ၏တာစီမှာအလွန်ပူသောကြောင့်ဘူကြီးမင်းမောင်တကူလုံးတွင်ချွေးများရွှဲနေသည်ဒုနှင့်ပစ္စည်းများလည်းမကုန်သည်ဘူလီနတ်စာများမှာပလက်ဖောင်းပေါ်တွင်ရှိရသေးသည်မောင်ကြီးဘူကြီးမင်းမောင်တော့ဖားနေပြီ ကိုကူလိုက်အောင်မေ ကိုတည်လဲမနေတာတော့ပဲထင်းရှူပုံများကို ကုတဲရသည်အရေးတဲတွင်မက်ရွှေချောလေးသည်ကြဲကြဲလောင်လောင်ငိုတော့သည်ခလေးမလေးကလည်းချော့၍မရရာသည်ဥဒုအပြောင်းလဲမြန်သည်ကို ခလေးကကြိုက်ပုံမရပြီခင်ခလေးကတိတ်ငိုနေတယ်ကွာချော့လိုက်ပါအောင်ထင်းရှူပုံတစ်ခုကိုပခုံးပေါ်ထမ်း၍တွဲပေါ်တက်လာသောဘူကြီးမင်မောင်ကတမင်းငိုတန်ကြား၍ စိတ်ညစ်သွားဟန်ရှိလေသည်။အိုးပူလုံးလို့လူများမောရတဲ့အထဲမှာဘိုးကြီးကတော်သည်ကရမတ်ရတောင်ကလေးနှင့်ဆွေတာချွတ်ထားသောသူ့ကိုယ်လုံးလေးကိုဖြင်းညင်းစွာခတ်ရင်ပြောလိုက်၏။ကလေးမှငိုစဲပင် ဖြစ်တော်သည်။ခင်ကလေးကွာတည်နေရတဲ့လူတွေကမမောခင်ကမောနေတယ်။ဘိုးကြီးကရှိကလက်ထဲမှာထင်းရှုပ်ပုံကိုချ၍ နောက်တစ်ပုံးတည့်ရန်ပလက်ဖောင်းပေါ်သို့ပြေးစင်မြန်သည်မတ်ရွှေချောလေးသည်ငိုရာမှကျမပေါင်ပေါ်သို့ရောက်လာ၏သူငိုတိတ်အောင်တာစီဘူတာလာရောက်သောချင်းလုံးများဝှဲ့ပေးရ၏ရော့ကောင်မလေးဒါနေဖာမို့လားဘူကြီးမင်းမောင်သည်လက်ထဲမှဖာတလုံးကို ခလေးထိတ်မလေးအားလှမ်းပေးလိုက်၏သူတို့ပစ္စည်းများအားလုံးပြီးလျင်ပင်ယထာစာထွက်တော်သည်ဘူကြီးတကူလုံးလဲချွေးများ ရေးချိုးထားသလိုဆိုနေလေသည်ကိုသည်လည်းအပေါ်အင်းကြီးများချွတ်လာရ၏ခင်တမင်းကိုယ်တော်မောက်စာလို့ထင်နေမောက်ကျွေးပြီးတိတ်လာရအောင်သူ့မုံဗမာထားလေချင်းနဲ့မှာဘူကြီးကတော်သည်ရက်တောင်တစ်ဖက်မှခတ်ခါတိုင်းရင်မေချာနယ်ကိုကြည့်ရင် ပြောလိုက်၏ပစ္စည်းများကအစီအစဉ်လိုက်မဟုတ်တော့ချင်းလေးလည်းဖေချားရောက်နေမှမသိတော့ဘူကြီးမင်းမောင်သည်ထကား အဖော်မင်းကလေးနဲ့အတူရှာပြန်သည် အထုပ်ပိုးများဟူဖွားဒီဖွားလုပ်ပြီးမှကလေးစားတော့ထဲ့သောချင်းလေးမှပေါ်လာ၏ဘိုလ်ကြီးသည်မုတ်တစ်ခုကိုယူကာသမီးကိုမှုတ်ကျွေး၏မှုတ်ကျွေးရင်ကလေးကိုပခုံးထန်းကချော့သိမ့်၏မက်ရွှေချောလေးမှမျက်တောင်ဆင်းလာသည်မိပုကလေးအရာခင်ဘိုလ်ကြီးကပြောလိုက်၏ကလေးမလေးကဘိုလ်ကြီးကတော့ချိန်ရင်ဘက်တွင် ခလေးအတွက်အိယာပြင်လိုက်၏ဘူကြီးသည် ခလေးကိုကိုယ်တိုင်သိခါဘေးမှမှန်ပြတင်းကိုလည်းပိတ်လိုက်သည်ကျမကဘူကြီးမင်းမောင်ဤလှုပ်ပုံကြိုင်မုံများကိုကြည်ကစိတ်ထဲမှကြည်ညိုလာ၏တောင်ငူတွင်ညအိခါမိရထားသည်ဆက်ထွက်လာ၏ကော်ဖီနှင့်မုံများကို တောင်ငူဘူတာတွင်စားလာကြသည်ဘူကြီးသည်မနက်ကသွားမတိုက်ဖဲမှုတ်စားလာဟန်ရှိ၏ ကျွန်တော်ဖြင့်ခုမှသွားတိုင်မျက်နှာသိရမယ်။မုတ်စိမ်မွေလည်းရိပ်ရအောင်မယ်။ခင်ရေကိုတို့သဘွတ်တန်ရော။လက်ဆွဲအိတ်ထဲမှာဘူကြီးကတော်သည်သူ့သပင်ကိုတက်ရက်စွာ ပြင်းရင်မှပြောလိုက်၏။ဘူကြီးသည်ကုရှင်အောက်ရှိလက်ဆွဲအိတ်တလုံးထဲမှပစ္စည်းများကိုတစ်ခုပြီးတစ်ခုထုတ်တော်သည်။ထို့သောသူ့၌သောပစ္စည်းများမှာသူ့လိုချင်သောအရာများမဟုတ်ပေ။ ဆယ်မိနစ်လောက်တကုန်းကုန်းနဲ့ရှာဖွေနေသောဘူကြီးဖြစ်ကိုကျမရည်ကျင်လာ၏ကျမ၌သူ့တိတ်သောအမှုရာမရှိပေထို့ကြောင့်ကျမသည်အတန်ထွက်အောင်ရည်လိုက်မိ၏မိတ်ဆွေတစ်ကြီးမတ်ရွှေချောလီအားခြိထားသောကိုကကျမရည်ဒီကိုအထိတ်ပဲပေါက်သွား၏ဘူကြီးမင်းမရှာမနေနဲ့တော့ဟိုမှာကျွန်တော်ဘက်တူအလေးထဲမှာအားလုံးကရိယာစုံပါတယ်ယူသုံးလေ ဗိုလ်ကြီးမင်းမောင်လည်းဆက်ရှာရန်လက်လျှော်လိုက်ပုံရ၏အကိုဤစစ်ဗိုလ်များဆောင်သောပတ်တူအလိတ်ထဲမှဒါတွားတိုက်စီများကိုယူသုံးတော်သည် ထမင်းစားပြီးချိန်တွင်အလုံးနာကအိပ်ဆက်နေကြသည်မက်ရွှေချော်လေးသည်ဗိုလ်ကြီးကတော်ခြေရင်အိပ်ရာထက်တွင်အိပ်ပျော်နေသည်ကျမတယောက်တည်းပင်မအိပ်ဖဲကုရှင်ကိုမိကယထာပြတဲ့အပြင်ကိုကြည့်၍လိုက်လာမိ၏ ယထားရဲအပြင်မျက်ခင်းများမှာစိတ်အာယုံကိုပြောင်းကဥလေးကို ပြန်လဲတတိယပြန်သည်နောက်ဆုံးခါဥလေးနှင့် တွေ့ကြစဉ်ကဥလေးသည်မမစပြုနေလေပြီသူအစုတ်တချမ်းသည် စကားကြနေပြီဖြစ်ကြောင်းဆရာမထမ်းမကျမသိရှိရပြီဖြစ်လေသည်တွေ့ကြသောထိုနေ့ကဥလေးသည် သူ့ခေါင်းအောက်မှဆောင်းလေးတစ်စောင်ကိုကျမလက်ထဲသို့ထည့်သည် လက်ရည်ကိုမြင်ယုံနေ အန်တီမာဤစာမန်ကျမသည်ဤစင်စင်အန်တီမာနှင့်ကျမသာသွေးတော်ဆက်ကြလေသည်အန်တီမာသည်မေမေဤနှဝန်းခွဲညမဖြစ်ခါပတ်စံချမ်းသာသောတူဒီသောသမီးဖြစ်လေသည်ဦးလေးသည်အန်တီမာဤစာကိုကျမဖတ်စီခြင်းသောဆန္ဒရှိလေသည်ကျမသည်စာလေးကိုဖတ်ရင်စိတ်မကောင်းဖြစ်သွားသည် စာမှာအရှိကြီးရေးထားတော်လဲ အောက်မှမြင်သားထားသော စာကြောင်းလေး၃ချောင်းကို ကျမအတော်သဘောကျမိ၏ဦးလေးဒီလေထိုစာကြောင်းလေးကိုသဘောကျကာအောက်မှမြင်သားထားဟန်တူသည်မောင်မမိဘရိစီကရမယ့်အမွေတွေကိုမှတ်မော်လို့မောင်ကိုလက်မထက်တာလားဆိုတဲ့မောင်မေကုံကိုဖြည့်ပြရစေမဟာမမေတို့ဖေဖေတို့ထံကရမယ့်အမွေကိုမောင်ကောင်းကစံဖြူတစ်ချောင်းလောက်တောင်မမှတ်ဘူးဆိုတာယုံမာ စာမှာအရှိကြီးပင်ရေးထား၏ထို့သောဤစာပိုက်လေးကိုသာကျမသဘောကြလေသည်မင်းရဲ့အန်တီမှာမိမလေးမကြီးလေသူ့ရဲ့မိဘအပေါ်လေးစားတဲ့စိတ်ကိုဦးလေးချီးကျူပါတယ်ဒါကြောင့်ဦးလေးလည်းသူ့နဲ့အပြိုင်တစ္ဆာရှိပြတာပေါ့ထိုနေ့ကစာလေးထုတ်ပြပြီးဦးလေးကထိုစကားလုံးများကိုပြောပြ၏ကျမအသက်ရှူမဝသလိုမောလျာသွားပါသည် ဦးလေးနဲ့အန်တီမာကငယ်ရွယ်သူများမဟုတ်ကြတော့ဦးလေးက90ကျော်၍အန်တီမာက40ကျော်ပြီထို့ကြောင့်အန်တီမာသည်သူ့စာတွင်စံဖြူတခြားဟူသောစကားလုံးကိုတုံးလိုက်ခြင်းဖြစ်၏သူတို့သည်အီဇဘင်လေးများနှွဲလျပျော်ပြောင်းတော့ဗရုံးရောင်တောက်စချင်းကမြစ်တာမျှခဲ့ကြသည်ယခုချိန်တွင်ဦးလေးကောင်းဝယ်စပင်ဖြူများဝေနေကြလေပြီ။ အန်တီမာသည်ခေါင်းမာလေသလားပျော့ညံ့လေသလားကျမလည်းမတွေ့တတ်ပင်အန်တီမာမိဘများကမျက်ရည်သွဲ့သွဲ့ကြာ၍ဦးလေးကိုမယူစေခြင်းကြောင့်ပြောချိန်တွင်အန်တီမာကပြန်ပြောသောစကားများသည်သူတို့အချစ်ဇလန်း၏အရေးကြီးသော အခန်းဖြစ်ခဲ့၏ဖေဖေတို့မေမေတို့အသက်ရှင်သည်၍မာမောင်ကိုမယူပါဘူးအဲ့ဒီအချိန်တွင်မှလည်းမကိုဖဲယောက်ကြားအနေမှာဖေဖေတို့မပြေးစားရဘူး ထိုစကားလုံးများဖြင့်အန်တီမာသည်မိဘကိုလည်းကျေနပ်စေခဲ့၏လာဆက်သောဘီလက်ပြဲများရန်ကိုလည်းတားခဲ့ကာဥလေးနှင့်လည်းမတက်တာခက်ခွာခွာနှိမ့်အောင်စု မုံလို့ဟုတ်ဘူးဟူသောဆက်ကိုခင်းခဲ့လေသည်ထို့သော စာများကိုမူတနည်းနှင့်မရောက်တနည်းနှင့်ရောက်အောင်အန်တီမာသည်ဥလေးထံသို့ပို့ခဲ့၏ဥလေးသည်ပထမကဘာဆက်စစ်ပြန်ကြီးတယောက်ဖြစ်ကား ကျင်နာတက်သောနှလုံးသားကလဲ၍ပိုင်ဆိုင်ထားသောပစ္စည်းမရှိပေ။အန်တီမမိဘများကတိမ့်ချီချမ်းသာကြသည်။သူတို့သည်နှလုံးသားထံငွေကိုတံမိုးထားကြသူများဖြစ်လေသည်။ယခုတော့ဥလိကအရင်ဆုံးကအန်တီမမိဘများသည်ငွေပုံပေါ်တွင်ကျမ်းမာစွာ ရှိနေကြစေဖြစ်၏။ကျမသည်လည်းတွေးရင်ရင်ထဲမှနာလာ၍မျက်ရည်များလည်းတွေ့တွေ့ကြလာသည်။ ဝိထုသာဆိုလျင်မိဘများဆုံးသည့်အထိဆောင်ပြီးအိုကြီးအိုမအရွယ်ကြကမှတစ္ဆာရှိစွာပေါင်းကြရသောချစ်သူနှစ်ဦးဇလန်းမှာជីနူးပွဲ အလွန်ကောင်းပေမည်။ယခုတော့တွေးသည့်ကျမပင်ရှင်ထဲမှစုနေ၍လာသည်။တရွဲလုံးတိတ်ဆိတ်၍အိမ်မောကြနေချိန်တွင်ကျမသည်တယောက်ထဲငိုနေမိသည်။ရန်ကုန်ကိုဝင်ခဲ့နေမှတွဲထဲတွင်ပြန်လဲလှူရှားလာလေသည်။ ရန်ကုန်အဝင်တွင်မူဘူကြီးမင်းမောင်သည်ပစ္စည်းအလုံးသိမ့်ပြီးသူ့ကိုယ်ကိုလည်းတက်ရက်စွာပြင်ဆင်ပြီးဖြစ်လေသည်ယထားဆိုင်လျင်ကျမတို့နှစ်ယောက်အားအိမ်အထိဘူကြီးမင်းမောင်ကလိုက်ပို့၏ကျမသည်ဘူကြီးဤသမီးချစ်ဖွယ်ကောင်းသောမတ်ရွှေချောလေးနှင့်ခွဲခွာလာခဲ့ကြသည်အိမ်ရောက်လျင်ပစ္စည်းများထားကဦးလေးမြေပုံတို့တွားရောက်ကြတော့ကြ၏ဤမြေပုံအဝဲ ဦးလေး၏အယိုးသားများသည် မကြမီဆွေးမြေ့ပျောက်ကွယ်ကြတော်မူထို့သောသူသည် သူ၏ချစ်မြတ်တာကိုမူဤလောကဝင်ထားရခဲ့သည်စစ်မြေပြင်တွင်ရဲဘော်များကြဆုံသောအခါ အားတဲနိုင်သည်ဟုဆိုသောကိုသည်ဦးလေးမြေပုံကိုကတော်ချင်းတွင်မျက်ရည်များတွေ့တွေ့ကြလာ၏အမှန်တော့တစ်ချိန်သောအခါကဦးလေးသည်လည်းပြောင်မြောက်စွာစစ်ပွဲများတွင်တိုက်ခိုက်ခဲ့သော စစ်သားဟောင်းတဦးဖြစ်ခဲ့ပါ၏ကျမအိမ်သို့ပြန်လာခဲ့သည်နောက်နေ့တွင်အန်တီမာနှင့်ကျမသွားရောက်တွေ့၏အန်တီမာသည်ကျမပခုံးများကိုတင်းကျပ်စွာဖတ်၍ငိုပါသည်ဤငိုပွဲကိုတွေ့ရမည်ဟုကျမကြိုတင် တွေးမိပြီးဖြစ်ပါသည်သူတို့အန်တီမာကို ပြောမပြကြဘူးအန်တီမာသည်ယူကျုံမရစွာ ပြောရင်ငို၏နောက်ဆုံးချိန်တွင် ။ဦးလေးကိုအန်တီမှာမှတ်တွေ့လိုက်ရပြီ။တသက်မှာတော့မင်းဦးလေးလိုလူမျိုးအန်တီမှာတွေ့မှာမဟုတ်ပါဘူး။အန်တီမှာဟာယောက်ျားတွေကိုထင်ခဲ့တယ်။သူတို့ဟာအသည်းနှလုံးထဲမှာတကယ်ချစ်တဲ့မိမတယောက်ရှိသလိုသူတို့ကိုခန္ဓာဆန္ဒကိုဖြည့်ပြောက်ဖို့မိမတယောက်ကိုတော့ယူကြစမြဲပဲလို့ဦးလေးဟာအဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး။ကျမကတလုံးချင်းအန်တီမာကိုပြန်ပြောလိုက်၏။ ါကြောင့်အန်တီမာပို့ပြီးရင်နာတာပေါ့မိရွှေမုံရဲ့အန်တီမာရောမိမိတို့ရောသိရင်လေရွှေတွေငွေတွေအများကြီးထားခဲ့မယ်ဒါပေမဲ့ကြံရစ်သူတွေအန်တီမာတို့ကိုငွေမတ်တဲ့တပွဲစားအုပ်စက်ဆောင်မှကြီးလို့သတ်မှတ်မှာပဲမင်းဦးလေးကသူ့နဲ့ဆက်ဆံတဲ့လူတိုင်းပေါ်မှာဘယ်တော့မှမပြောက်ပြက်တဲ့ချစ်မြတာတရားကိုထားခဲ့တယ်အန်တီမာကဆက်၍ငိုပါသည် သူကျေနပ်ရအောင်ငိုသည်ထိပ် ကျမဆောင်ရည်နေရသည် ကျမနှင့်အန်ဒီမှာဥလိပေါ်တွင် ယူဆချက်မှာကဓာတ်သဘောတွေကြာလိမ့်၏ကျမပြန်ခံနေတွင်အန်ဒီမှာဤပါပေါ်မှာမျက်ရည်များကို ကျမလက်ကင်မွာလေးနှင့်ကိုတိုင်းတုပ်ပေးလိုက်သည်အန်ဒီမှာဤဖြူနှုသောပတ်မှုလေးများသည်အိုချောင်းများထင်လာ၍မျက်လုံးများအောက်၌အရစ်များသည် ထူထပ်လာကြသည်နှစ်ထင်းဆက်တွင် ဖြူသောဆန်စားလေးများသည် ပြုတ်ပြုတ်ပြောက်ပြောက်ပေါ်နေကြလေသည်။အော်အချစ်ဆိုသည့်သဘောကလည်းငယ်သည်ကြီးသည်မဟုတ်နှလုံးသားကို ပူပန်စေတတ်သည်တကား။ညစာထမင်းဝိုင်းတွင်မူညမမတ်ကြီးယုံကဦးလေးနှင့်အန်တီမအကြောင်းစကားစာပြောပြန်သည်။ဦးလေးမမပုံနောက်ဆုံးသွေးများအံ၍ဆုံးသွားပုံအန်တီမနှင့်မတွေ့လိုက်ရကြောင်းအန်တီမမိဘများက ဦးလေးမမာဒီကိုပင်အန်တီမာမသိအောင်ဖုံးထားပုံကို ပြောပြ၏ထိုထမင်းစားဝိုင်းတွင်ကိုမပါပင်ကျမတို့ထမင်းစားစဲတွင်မှ ကိုသည် မောကြီးပန်းကြီးနှင့် အပြင်မှပြန်လာ၏စားလိုက်တာမုံရကိုတော့ရေမချိုးတော့ဘူးတခါရဲစားမယ်သူသည်ထမင်းဝိုင်းကိုဝင်ထိုင်လိုက်၏ကိုဖယ်သွားနေလေမုံဖြင့်တနေကင်းလုံးအန်တီမာနဲ့ငုံနေကြတာအေး မောင်ကအန်တီမာနဲ့ငိုနေတော့ကိုကရဲဘော်တက်ဖေးနဲ့ရီနေရတယ်။ဟွန်းစိုးစမ်းမအောင်အန်တီမာတို့အကြောင်းကပြောပြဖို့မလိုပါဘူး။ရဲဘော်တက်ဖေးဘာဖြစ်လို့လဲ။အေးပါမောင်တို့အမျိုးငွေမဲ့သူတွေအကြောင်းတော့မကြားချင်ပါဘူး။ကိုသည်အန်တီမာဤမိဘများကိုအတော်စိတ်နာနေဟန်ရှိ၏။သူ့ရဲဘော်အကြောင်းဆက်ပြော၏။လက်ဆက်တက်တော့ကလောကိုသူလိုက်တာလားတယ်။ဘာမှလည်းမပြော။ ဥလိကြောင့်ပဲလာတလူလူဖားလူလူနဲ့ဒီမနေ့မှကိုရော်ချောကဘူကြီးစိတ်ထိခိုက်တာအသာထားပြီးမိမတောင်းပေးစမ်းပါတဲ့။ဘာ?ကျမရောမတ်ကြီးရောမအံ့အားတင်သွားကြ၏။အဲ့ဒါနဲ့ကိုလေမှုံပြန်လာတဲ့အထိမဆောင်မဲတခါရင်လိုက်သွားရတာ။သူ့ဟာကတောင်းတောင်းယူယူကိုအခုတခါရင်သူတို့သမီးအိမ်မှာထားခဲ့ရတယ်။တခါရင်မင်္ဂလာဆောင်နေဆိုပါတော့သူတို့သမီးကို မှောင်သွားကြည့်ရအောင်မယ်။သွားကြည့်မှဖြစ်မှာဒီကိုတော့လာမမဟုတ်ဘူး။ဘာဖြစ်လို့ကို့ဖြင့်အစကကို့ရဲဘော်တွေထဲမှာ ဥထွေဟာကြည်ညိုစရာကောင်းတယ်လို့ယူဆနေတော့ရဲဘော်တပ်ဖေကစံချိန်ချိုးသွားပြီ။သူယူတဲ့မင်းကလေးကအသားဖြူဖြူညလုံးတစ်ဖက်က တိမ်ဆွဲပြီးပြက်နေတယ်။မမြင်ရဘူး။ခြေထောက်ကနှစ်ဖက်စလုံးမတန်လို့သရိုးသမီးထတော့လူတွဲထားရတယ်။လမ်းမလျှောက်နိုင်ဘူး။ မိမတယောက်ဟာပေါင်းနေရင်ကယောဂရလာပြီးမကွာတော့ရင်ဒီယောက်ျားကိုတလောက်မချီးကျူးဘူးခုတော့မျက်စီတစ်ဖက်လက်လမ်းမလျှောက်နိုင်အောင်ချိန်မတန်တဲ့မိန်းကလေးကို လူကြီးဆောင်ရနဲ့ကိုတက်ဖေကတောင်းယူတယ်ကွာကိုသည်သူ့ရဲ့ပေါ်ဤစိတ်ဓာတ်ကို အာရပါရချီးကျူးကပြောနေတော်သည်ကျမဤညမငယ်မတ်ဖီလိုဆိုဖီကမူငင်းငါ၍နားထောင်နေရမှာ ဦးလေးတို့ရဲဘော်တပ်ဖေတို့အကြောင်းကြားရတော့လဲယောက်ျားတွေရဲ့အချက်ဟာမျက်လုံးရှာနဲ့ခန္ဓာကိုယ်ပုံမှန်ပဲရှိတယ်လို့တွက်လို့မဖြစ်ပြန်ဘူးဟူဆိုပြန်၏အကယ်၍သာမိရထားတွဲပေါ်တွင်ရှောင်းတခင်ကျမတွေ့ခဲ့ရသော မင်းကလေးကိုရွှေ့လို့ဥထားသည့်ဘူကြီးမင်းမောင်ကြောင့်ကိုညမငယ်မတ်ကြီးယုံသိပါလျင်မူယောက်ျားတို့အကြောင်းကို သူဘက်လိုဝိတ်တာရချေမြေမသိပေ thank you